အောင်ဖတ်ပြကြပြန်ပြီနော်အေးဆိုအေးပါရီ2လဲအေးချင်းကြီးကတော့ငါတို့၄နှစ်ကျော်၅နှစ်နေပါပေါ့ဖီးယားကြီးကတော့တနေ့တနေ့ပူပူပြီးတော့တိုးလာတာပေါ့ကွာသိမလားဟုတ်တယ်မလုံချော်မှုတွေကလည်းပူတိုးလာတယ်လေဟုတ်တယ်ဟုတ်တယ်ဒါဒီငါတို့လူမြောက်နေမိမှာဆိုတော့ဖီးယားကဟိုတိတ်အများကြီးတက်ရောက်မှုတော့မရှိဘူးပေါ့ကွာဒါပေမဲ့တက်ရောက်မှုတော့ရှိတယ်ဒါပေမဲ့ဒီပြည်တွင်းက လူငယ်တွေအနေနဲ့ဆိုရင်ဖီအားတွေအများကြီးတနေ့တနေ့နဲ့ပို့တိုးလာနိုင်ချေများမယ်နော်ဟုတ်တယ်အများကြီးပဲဆိုတော့ကျွန်တော်တွေ့ရသလားဒီပြည်တွင်းကလူငယ်တွေဖီအားတွေပြောမယ်ဆိုရင်တော့သူတို့ပြည်တွင်းမှာဆိုရင်အဲဖီအားတွေကမျိုးစုံပဲသူတို့ရင်ဆိုင်နေရအထူးသဖြင့်တော့ဒီစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာနိုင်ငံရေးခြေအနေကလည်းမကောင်းဘူးဆိုတော့ဖီအားတွေကမျိုးစုံပေါ့အထူးသဖြင့်တော့အဲဒီအပြင်သွားတဲ့အခါမှာပေါ့နော်အခုဆိုရင်ဒါစစ်တပ်ကပေါ်တာဆွဲတဲ့ဟာတွေရှိတယ်အဲပြီးတော့စီးပွားရေးကလည်းပြတ်နေတော့အပြင်သွားဈေးသွားဈေးဝယ် ဒါဆွေမျိုးအိမ်တွေကိုသွားတဲ့အချိန်မှာမလုံခြုံတဲ့အခြေအနေတွေပေါ့နော်အဲ့အဲ့ဒီအဲ့ဒီမျိုးတွေတော့ကြားနေရတယ်ဟုတ်တယ်အပြင်သွားတဲ့ကိစ္စဆိုရင်သွားအရင်တော့ဆိုရင်ငါတို့ကလူငယ်ချင်းချင်းကတည်းကတိုက်ငါတို့စနေတိုင်းဝင်အလုပ်ရပိတ်ရချိန်ပြီးတော့လစ်ကြတယ်ပေါ့ကွာအဲ့လိုမျိုးအဲပန်းချန်သွားမလားငါတို့ကမ်ပိန်းတစ်ခုခုဟိုလောက်ကြမလားငါတို့ဒီရန်ကုန်မြို့နဲ့အနီးအနီးတစ်ပိုက်သွားကြမလားအများကြီးပဲကွာနင်ချင်းမြန်တို့တ냐အဲ့ဒီလိုမျိုးသွားလို့ရတယ် အနေထားပေါ့ကွာအဲ့ဒီချိန်တုန်းကဆိုရင်တော့ပြပြပါပါပဲလေနော်နော်အေးစိုးရင်စိတ်လည်းမရှိဘူးဖီအားတွေကလည်းတိတ်မရှိဘူးကွာနည်းနည်းတော့အနေချင်းပဲရှိမှာကွာဟိုအလုပ်လုပ်ငန်းခွင်မှာဆိုရင်အလုပ်ရဲ့ target ဟိုပြည့်မြင်အောင်အဲလှုပ်ဆောင်နိုင်တယ်ဆိုရင်အများကြီးပဲသူ့မှာဟိုစိတ်ပျော်ရွှင်စရာတွေကသူ့ပတ်ဝန်းကျင်မှာအများကြီးပဲလေဟုတ်တယ်အခုကဒီဖြောပြေးကဏ္ဍတွေနဲ့ပတ်သက်ပြီးတော့လည်းလုံးဝအကန့်အသတ်မဲ့အလုပ်အပြင်သွားမယ်ဆိုရင်ဥပမာ ဟိုဥပမာတစီပဲထားပါတော့နော်တစီငားမယ်ဆိုရင်အရင်တော့ဆိုရင်အဲမီနီကုန်းကနေအဲမီနီကုန်းကနေငါတို့ဟုတ်မာဘန်းကပန်းချန်လောက်ဆိုရင်ထောင်ငါးထောင်လောက်ဆိုရင်တော့ရတယ်လေအခုကအခုအစင်းနဲ့ပဲရမလဲနော်အဲအဲ့လိုမျိုးကကုန်စည်နှုန်းမြင့်တက်လာတယ်အများကြီးပဲကွာလူကြီးကတက်တယ်မလားပြီးတော့ပြုံးပြုံးဖို့အတွက်ကွာတက်မလားဟို တပတ်ကိုအချိန်တွေမရကြတော့ဘူးเนาะမျက်နှာကြီးသူတို့သူတို့ခေါင်းထဲမှာငါဖိဟိုငါဒီနေ့ပတ်စံဘယ်လောက်ရမလဲတို့ပြီးတော့ငါဒီဒီအလုံးမှာငါအဆင်ပြေပါမလားပြီးငါငါဒီမနက်ဒီအလုပ်ကိုသွားတဲ့အချိန်မျိုးမှာငါအလုပ်ကိုချောချောမွေးမွေးနဲ့ရောက်ပါမလားဆိုတော့စိုးရင်စိတ်တွေပေါ့လေပြီးတော့ခုနပြောသလိုဟိုဟိုအများတေပို့ဆောင်ရင်ရင်စီမံဆိုရင်လည်းခပိုင်းတဲ့အနေအထားရှိသေးတယ်ရှိတယ် အာနာသိမ့်ပြီးနောက်ပိုင်းမှာဆိုရင်ရည်ဒီအခြေအနေကပိုဆိုးလာတယ်အရင်တော့ကဆိုရင်စောစောကပြောသလိုဗျာကျွန်တော်တို့အရင်တော့ကဆိုရင်အဲဒါဒီအမြဲတမ်းအမြဲတမ်းဒါပျော်ရွှင်နေတဲ့အချိန်တွေပေါ့နော်အခုနောက်ပိုင်းအာနာသိမ့်တဲ့အချိန်မှာဆိုရင်ဗျာအာဒီပျော်ပျော်ရွှင်ပျော်ရွှင်ရမယ့်ဟာတွေကမရှိတော့ဘူးအခြေအနေကကိုယ့်မျက်လုံးထဲမှာမြင်လာရတဲ့ကိစ္စတွေကြားနေရတဲ့ကိစ္စတွေ အဖြစ်အပျက်တွေအကုန်လုံးကကျွန်တော်တို့စိတ်ညစ်စရာတွေကြီးပဲအာပြီးရင်စောစောကပြောသလိုဒါကုန်စည်နှုန်းကိစ္စတွေထောင်းလာတာပေါ့နော်ဆိုတော့ဒါမျိုးတွေကြုံတာနှစ်နဲ့ချီလာပြီလေအခုဆိုတော့ဒီလိုနှစ်နဲ့ချီလာတော့စိတ်ထဲမှာကဒါစိတ်ပီစီးမှုတွေပဲများလာအဲ့လိုမျိုးဖြစ်လာစိတ်ပီစီးမှုတွေများလာတော့လူတွေကအိတ်မပြောတော့ဘူးသိတယ်မလားအဲ့လိုမျိုးတွေဖြစ်ကြလာအခုကပြီးရင်အခုအခုလူတွေကအလုပ်တွေပိုလှုပ်လာလာရလာကြရတယ်ပေါ့နော်အရင်တော့ကတည်းကအလုပ်တွေပိုလှုပ်လာလာကြရတယ်ပြီးရင် အဲဒီဝင်ငွေကလည်းနည်းလာကြတယ်လေဖြည်းဖြည်းဒါပြည်တွင်းမှာဆိုရင်ဆန္ဒပြမှုတွေတောင်ဖြစ်ကြတယ်လေအလုပ်သမားတွေဆိုတော့အဲ့လိုအဲ့လိုအဲ့လိုဖိအားတွေပေါ့နော်ဖိအားတွေအများကြီးခုနကပြောတဲ့ဒါလုံခြုံရေးဖိအားတွေစီးပွားရေးလူမှုရေးဖိအားတွေအများကြီးကြုံနေရတာဒါပြည်တွင်းကလူငယ်တွေဆိုပိုဆိုးတာပေါ့နော်လပိတ်ဆိုင်တော်မှာတိတ်မတိုင်နိုင်တော့လပိတ်တစ်ခွက်ဘယ်လောက်1500 2000เนาะဟုတ်တယ်အဲ့တော့ရှင်တော့ဆိုရင်လပိတ်တစ်ခွက်ဘယ်လောက်ရှိမလဲအဲရက်ကွက်ထဲမှာဆိုရင်900ပေါ့เนาะ share ဆိုရင်900ရှိပြီဇွန်းတက်ပေါ့အခုဆိုအနည်းဆုံးလပိတ်ဆိုင်သထိုင်မယ်ဆိုရင်1000လောက်မှမရှိရင်အဆင်မပြေတော့ဘူးပြီးတော့အဲဒီ1000သူကလပိတ်ဆိုင်မှာဒါတုံးလိုက်တဲ့ပတ်စံဒီ1000ကကိုယ်တိုင် share တဲ့အချိန်1000ရဖို့ကြတော့အလွယ်ဘူးတနေကုန်လောက်ရပတ်စံ1000ရဖို့လေကျွန်တော်တို့ဒီနေဘက်တွေမှာဆိုရင်ဒီပတ်စံ1000ရဖို့တရက်လုံးကလှုပ်လှုပ်ရတာဗောနော်ပြိုးဆိုက်ရတာဗောကျွန်တော်တို့ကောက်ဆိုက်တာဗောနော်ပြိုးဆိုက်တာ တရက်တောင်းပေးရမနေ့6နာရီကည6နာရီအထိပဲသက်ဆိုင်ကလူလှုပ်အားတွေကလူတွေကအချိန်တွေအများကြီးပေးပြီးတော့အလုပ်တွေလုပ်လာတယ်ဒါပေမဲ့ရတဲ့ဝင်ငွေတွေကဟုတ်တယ်ခုနပြောသလိုမကာမိဘူးဖြစ်လာကြပါဘောပြီးတော့စိတ်မပျော်ဘူးလေ तू तू စိတ်မပျော်တော့ဘာဖြစ်လဲဆိုတော့ဒီအလုပ်မှာဆိုရင်ဟိုအလွဲမားရေ तू ဖြစ်လာမှာပဲလေတင်မှာဟို तू အလုပ်ထဲမှာ तू စိတ်အာရုံမရောက်ပဲနဲ့ तू စာဝတ်နေငါဘယ်လိုဖြစ်ရှင်းရမလဲ ီးတော့အိမ်အိမ်လားစာအိမ်ဒီလိုအိမ်ငားနေရဆိုရင်အိမ်လားစာဈေးရမြင့်တယ်လေအဲ့ဒီတော့ပြင်ပြီးတော့မိသားစုများရဲ့မိသားစုများတဲ့သူတွေဆိုရင်မလွယ်ဘူးတလားတလားဖြည့်ရှင်းရမယ့်ကိစ္စတွေအဲ့တော့အခုနောက်ပိုင်းဆိုရင်ကျွန်တော်တို့ဘာတွေတွေ့ရတွေ့လာရလဲဆိုတော့အဲဒီအထဲမှာဘလို့မှနေလို့အဆင်မပြေကြတော့အထဲအပဲထဲအထဲဆိုတာကဒီပြည်တွင်းထဲမှာနေတဲ့လူတွေတွေဆိုတော့ဘလို့မှအဆင်မပြေကြတဲ့အခါကျတော့သူတို့မှာ pressure တွေမျိုးစုံဖြစ်လာတဲ့အခါကျတော့သူတို့ကအဲဒီ ရတဲ့နီးနဲ့ထွက်ဖို့ကြိုးစားကြပါဘောနော်ပြည်တွင်းလေးကနေအခုဆိုရင်အတူအတူသဖြင့်တော့ဗျာအခုဒီလူငယ်တွေကိုစိတ်ကင်စာပေးနေတာကဖိအားတွေပေးနေတာကဒီစစ်မှုထံဥပဒေပေါ်တာဆွဲတာပေါ့ဟုတ်တယ်ဟုတ်တယ်ဆိုတော့လောကတော်တော်ကြီးတဲ့ပြဿနာပေါ့နော်ဟုတ်တယ်ဒါအထဲမှာဆိုရင်တွေ့တဲ့သူကိုပေါ်တာဆွဲအခုဆိုရင်ဟာလာလမ်းပေါ်မှာဆွဲတာတဲ့ဆိုင်အခုဆိုအိမ်တွေအိမ်ပေါ်ထိပါတက်ပြီးဆွဲလာတဲ့ဟာတွေဆိုတော့လူငယ်လူရွယ်တွေဆိုရင်ဘယ်တော့မှအထဲမှာမနေရတော့ဘူးအဲ့တော့ရတဲ့နီးနဲ့အပြင်ထွက်ကြတယ် အဲအခုဆိုရင်ကျွန်တော်တို့ကြားလာထိုင်းနိုင်ငံမှာဆိုရင်ဇက်တိုက်ဒါလူငယ်လူရွယ်တွေပဲမိတာပေါ့နော်ဟိုင်းဖမ်းမိတာပေါ့ဒီရန်ကုန်တို့မန္တလေးတို့ကနေထွက်ပြေးတယ်အောက်လန်းတကနေထွက်ပြေးလာတယ်ထိုင်းကိုဝင်လာတဲ့အချိန်မှာအဖမ်းခံရတာပေါ့နော်ဇက်တိုက်အခုဆိုရင်ကျွန်တော်တွေ့နေရဆိုတော့ဒါကပြည်တွင်းထဲမှာဖိအားတွေတော်တော်များနေတယ်လူတွေမှာလေဒါပေမဲ့တော့မင်းမင်းပြောသလိုဒါကဖိအားတွေများနေတယ်လို့ပြောတာမင်းညာဘက်တွေဆိုရင်ဘာတွေကလိုက်ပါဆိုအပြည့်ပဲဟာရှိတယ်ဟုတ်တယ်နော် အဲ့ဒါကလပ်တွေမှာဆိုရင်အပြည့်ပဲနော်နော်အဲ့ဒီအဲ့ဒီဟာတွေဆိုတော့အဲ့ဒါအဲ့ဒါတွေကကြတော့ဘလို့ပြောမလဲအထဲမှာအာတစ်ဖက်မှာဒါကသူတို့နဲ့မဆိုင်တဲ့ပုံစံမျိုးလောက်ကြတာပေါ့နော်တကယ်တော့တကယ်တော့တက်ရောက်မှုတွေကတော့အကုန်လုံးရှိတယ်အားနောက်မှာဘာရှိရပေါ့အဲ့တော့ဟိုမိသားစုနဲ့အရင်တုန်းဆိုရင်ငါတို့အခါကြီးရကြီးဆိုရင်ဟိုမိသားစုကိုချိန်ပေးပြီးတော့ဘာသာရေး ရထင်ကြနေရသွားတာရှိတယ်အမုတ်လုံစားကြတာရှိတယ်ဟိုပျော်ပျော်ရွှင်ရွှင်နေကြရလေတဲ့မလားအဲ့လိုမျိုးဆိုတော့အခုခက်မှာအဲ့လိုမျိုးဆုသွားတဲ့ဟာတွေကဟိုရရင်ရှားသွားတယ်ပေါ့လေဘာသာရေးဟိုလိုက်စားဖို့တော့ကိုသူတို့ဟိုဘယ်လိုပြောမလဲအချိန်တော့ပေးနိုင်တယ်ဒါပေမဲ့သူတို့မှာစိုးရင်စိတ်တော့ဝင်နေပေါ့လေစိုးရင်စိတ်တော့ဝင်နေဆိုတာက ဟိုကုန်ကြစိတ်တက်လာမှာဟိုတော်မိသားစုနဲ့သွားမယ်ဆိုရင်တတော့တတာသွားချင်ကြတာလေအသက်ကြီးရွယ်ဦးလေးပါကြတာအဲ့တော့ဟိုကိုပိုင်ကားနဲ့သွားမယ်ဆိုရင်ဒဇီးနဲ့လောမလောက်တော့ဘူးတကယ်လို့ငားရင်ငားမယ်ဆိုရင်လည်းဒဇီးနဲ့မလောက်တော့အဲ့ချိန်မှာကုန်ကြစိတ်တွေတွက်လာတယ်အဲသူတွေးမှာပေါ့အဲ့ဒီကုန်ကြစိတ်ကိုငါမိဖို့ကြောင့်အသုံးစိတ်ကိုပြန်မြှန့်လိုက်ကောင်းမလားဆိုတော့အတွေးပေါ့အဲ့တော့မိဖို့ကြောင့်ဝင်တဲ့ အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်သူ့မှာလည်းသူ့ဖီးယာရှိတယ်ဖီးယာရှိအလုတ်သွားလုံနေတဲ့ပတ်စံသွားရှာနေတဲ့သူ့တွေမှာလည်းဖီးယာရှိတယ်သူ့ဖီးယာနဲ့သူပဲဟုတ်တယ်ဟုတ်တယ်ဖီးယာတွေကရှိနေကြဟင်းတစ်ခွက်ကောက်ကောင်းဖြစ်ဖို့ဆိုရင်ရန်ခတ်တယ်လေဒါမှလက်စစ်မီးဖြစ်ဖြစ် gas ဖြစ်ဖြစ်ပြီးရင် supply အများကြီးပဲအဲ့တော့အခုငါကြောက်တာဘယ်လိုလဲဆိုတော့ကွာလူငယ်တွေကအလုတ်သွားတယ်ဒါမှန်တယ်ထမင်းကြိုက်ပြန်ထက်လာတဲ့ allergic တွေဖြစ်လာတယ်အဲ့ဒီထမင်းကြိုက်တွေမှာသူကထမင်းမင်းပါလား တော့အဲ့လုပ်ငန်းခွင်နေဘီနာမှာငါတို့ထန်းဆိုင်လေးလို့ဆိုတာရှိတယ်။ထန်းဆိုင်ဆိုတော့တူကွာလို့ဒီထန်းထန်းဆိုင်လေးနဲ့လာလာရောင်းတာပေါ့နော်။အဲ့ဒီမှာမိုဘိုင်းမိုဘိုင်းဆိုင်လေး။အဲ့ဒီမှာသူကအတုတ်တပွဲမွင်းကအဲ့လိုတခုခုနဲ့ကွာသူတို့ဖြစ်ရှင်းပလိုက်တယ်ကွာ။တိတယ်။သူတို့ဖွဲ့ဖွဲ့ရအောင်တော့ဒီအစားတုံးနဲ့ပတ်သက်ပြီးတော့ဂျမ်းမိုင်ကြီးပါလေသူဘီမဆိုင်တိုင်တော့ကွာ။လမ်းဘေးဆိုတော့သိတဲ့အတိုင်းပဲကားတွေကတဝီတော့ဖုံနေရောတဲတွေရောဟုတ်ပြီးတော့ကွာဟုတ် တတော့တတနဲ့မရှိဘူးသူကလူအုပ်ကအများကြီးကိုအဲ့ဒီဟာကလည်းဟိုလုပ်ငန်းခွင့်မှဖြစ်ဖြစ်ရောင်းတဲ့လူမှလည်းသူ့ဖိရတယ်ရှိသူကရောင်းတဲ့လူကြီးလည်းများတယ်ကွာများတယ်အခုကလေဟုတ်တယ်သူကသူကရင်းနှီးမြှုပ်နှံသေးတယ်အများကြီးပဲကွာအဲ့တော့ပြီးရင်အမှစစ်တပ်ကရှိနေတဲ့ချိန်မျိုးတို့ ပြန်ရဲရရှိနေတဲ့နေရာမျိုးဆိုသူတို့ကလည်းမနေရဘူးအခုအခုကရဲတွေကနေရာတိုင်းမှာဂိတ်ချတာရှိရလေဟိုနေ့ကတော့မှသတင်းတက်လာတာဖအံကကိစ္စဖအံမှာဆိုရင်ဗျာအဲ့လိုဂိတ်ချတာအဲဂိတ်ရဲတွေဂိတ်ချတာပေါ့နော်ပြီးတော့အဲသူအဲဂိတ်ချတဲ့အချိန်မှာအဲ့ဒီအဲ့ဒီကောင်လေးကဖမ်းခံရတာအဖမ်းခံရတဲ့အချိန်မှာဗျာသူ့ဆိုင်ငယ်ကိုဖမ်းလိုက်တာရဲတွေကအဲဖမ်းလိုက်တော့ဒီကောင်လေးကလည်းចောင်းသားចောင်းသားအဲကျွန်တော်သိရတယ်လားတက္ကသိုလ်ចောင်းသားလို့ပြောရမြန်မာစာမေဂျာပေါ့နော်ဒီကောင်လေးက မတန်ဆွမ်းလို့ပြောရင်အဖမ်းခံရတဲ့အချိန်မှာသူကလည်းပူထူပြီးတော့မှအဲ့ဒီဆိုင်းပုတ်ကြီးကိုအပေါ်တက်တက်သွားတာလေအဲ့ကျွန်တော်ဒီထောင်ထားတဲ့ဆိုင်းပုတ်ကိုဗျာဘေပုတ်ကြီးအကြီးကြီးပဲဒါပေမဲ့သူသူ့ရဲ့တန်တိုင်းပေါ့နော်တောင်းမှသူကတက်လို့ရလေကားရေပါအဲ့လေကားပေါ်တက်ဟုတ်တယ်အဲ့လေကားပေါ်ကတက်သွားအကြီးကြီးပေါ်တက်သွားတက်သွားတဲ့အချိန်မှာရဲတွေကလည်းအဲ့လိုပြာရခက်သွားတာပေါ့နော် ူစိတ်ထဲမှာဘယ်လောက်တော့ဒါဒါကခုနပြောသလိုဖိဖိအားတွေများလာပါတော့လူတွေဖိအားတွေများလာဆိုတော့အဲ့ဒီဘောကနေသူကသူကဲဘုတ်လို့တယ်ဗောနော crane နဲ့ကဲဘုတ်လို့ပဲသူက crane ပုံမတက်ဘူးသူကခုံချလိုက်တာဒါပေမဲ့သူခုံချလာကလေအောက်မှာဗျာဟိုလိုမျိုးလှုပ်ထားတဲ့ဟာရှိရယ်သူကအာဒီ sofa ဗောနော sofa လာဘယ်လိုမျိုးလဲအဲ့လိုမျိုးအဲလူတွေလူလင်းက6ယောက်ခြင်ထားတာဗောနော်အဲ့ဒီအပေါ်သူခုံချလာအဲ့ဒီဘောပဲခုံချလာပါဆိုတော့သူဆေးရုံရောက်သွားတယ်ဗောနော် ဆိုတော့အဲ့လိုမျိုးအဖြစ်အပျက်တွေပြသိရမလားလူတွေရဲ့စိတ်ထဲမှာအဲ့လိုဂိတ်တွေမြင်ကြောက်နေကြသိရမလားအဲ့လိုရဲတွေမြင်ကြောက်နေကြတာတွေအဲ့လိုဖိအားတွေကဒါအော်တိုကို ရောက်နေတာစိတ်ထဲမှာစိတ်စိတ်စိတ်ချော်မှာထွယ်မှာရနေကြတာပေါ့နော်ချော်မှာရနေကြဟိုတခါအဲ့ဟိုတခါတော့ဖြစ်တယ်ပြီးခဲ့တဲ့အဲ့မျိုးတရနေ့ရပဲငါလည်းလူမှုကွင်းရမှာဖတ်မိလိုက်တာတခုရှိတယ်သူကဟိုလူတယောက်ကသူ့မှာအများကြီးကဘပေါင်းစုံကနေသူ့ကို ိုဝိုင်းဖိထားတဲ့အချိန်ပေါ့လေအလုတ်ကလည်းအလုတ်ကဖိအားရှိမယ်မိသားစုရဲ့ဖိအားရှိမယ်ပြီးရင်ဒီနေထိုင်စားတောက်စေးပေါ့ကိုယ့်ရဲ့တခုတည်းဒီခါကသုံးတဲ့ဒီအသုံးစေးရဲ့ဖိအားရှိမယ်ပြီးရင်တငယ်ချင်းနဲ့အပြင်သွားတဲ့အချိန်မျိုးမှာကွာကိုယ်ကမျက်နှာငင်ရတဲ့အခိုက်အတန့်မျိုးတက်မလားငါ့ဥစ္စာခံစားဖွေတယ်လေအဲ့လိုမျိုးဖိအားရှိတယ်ကွာနောက်တစ်ချက်ကျတော့အချီချီတက်မလားအဲ့ဘီတဘွားကအသေးလေးကွဲကြအောင်အသေးအသေးလေးကွဲတာမဟုတ်သူက तू တမီးစားဖြစ်တယ်ကွာ3နှစ်ဆိုရင်ဒါကောင်မလေးရဲ့ပြောမှာပူညာပူညာလောက်ပဲနင်ငါ့ကိုအပျော်တွဲတာလားအတီမြူချင်းလားဟိုကောင်ဘွားလဲကွာစဉ်းစားကြည့်ဒါငါယောက်ျားလေးတွေဘက်ကလိုက်ပြောတာတော့မဟုတ်ဘူးသူ့မှာဖီးရည်ငါမျိုးတော့ရှိတဲ့ချိန်မှာကွာလူနှစ်ယောက်ပေါင်းဆက်ပြီးတော့ရှေ့ဆက်သွားဖို့အတွက်တယောက်ထဲတောင်ကွာနည်း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 တိုးအောင်နည်းနည်းတိုးအောင်ဖြစ်နေတဲ့ချိန်လေးဆိုတော့ကွာအဲ့တော့ဆိုလိုချင်တာကဘာလဲဆိုတော့သူသူ့ရဲ့စိတ်ခံစားချက်တွေကိုသူက ဖွင့်ထုတ်ပလိုက်ခြင်းတယ်ကွာသိလားဒါပေမဲ့သူ့မှာဘယ်နေရာမှာဖွင့်ထုတ်လို့ဖွင့်ထုတ်ရမှာမသိဘူး तू ဟိုတငယ်ချင်းတွေနဲ့အပြင်သွားပြီးတော့အေးရအေးရလှုပ်ဖို့ကြတော့လေအဲ့ဒီတော့ငွေကြေးရမတက်နိုင်ဘူးအဲ့တော့ကာဂွေသွားမလားမဆက်သွားမလားဆိုတော့လေငွေကြေးရလည်းမတက်နိုင်ဘူးအဲ့တော့သူ့မှာဖွင့်ထုတ်စရာနေရာကတနေရာပဲရှိတော့တယ်အဲ့ဒါဘာလဲဆိုတော့လူမှုကွန်ရက်မှာလူမှုကွန်ရက်မှာအာတစ်တော့လေဖွင့်လိုက်ရင်တင်းလေပွဲတယ်ယူရတွေ့နေတစ်တော့မှာ TikTok မှာပွဲတယ်တော်တော်စုံနေပြခုနကပြောသလိုသိရမလားကိုယ့်ရဲ့ personal အကြောင်းတွေကိုဖွင့်ချကြရတော့အဲ့လိုမျိုးတွေအော်အဲ့လိုလူမှုဘဝမျိုးစုံတွေ့နေရပေါ့နော်ဒီ social media platform ကတော့ဒါအဲ့လိုမျိုးဖြစ်ကြတာပေါ့အဲ့တော့ငါစိတ်ထင်ပါတယ်ဒီအခု၄နှစ်ကျော်၅နှစ်ဒီပါလောက်မှာဒီလောက်ဒီဖြစ်နေနေဆိုရင်နောက်တစ်နှစ်နှစ်နှစ်လောက်အတွင်းမှာဆိုရင်အများကြီးဟိုလူတွေက တယောက်နဲ့တယောက်ကွာရန်ရန်လိုလာကြမယ်သူ့မျိုးငါ့မျိုးလေးအဲ့လိုမျိုးဖြစ်လာကြမယ်တမန်ဟိုဘာသာရေးဆုံးမတွေနဲ့ကင်းကွာမှာမယ်လူချင်းဝဲတွေနဲ့ပတ်သက်ပြီးတော့သူတို့လိုက်နာဖို့တွေလူစီလူစီတွေသူတို့လိုက်နာဖို့တွေအရန်ခက်ခဲသွားမယ်ပေါ့ဟိုဘယ်လိုပြောမလဲအခုဆိုရင်ပတ်ဝန်းကျင်မှာဆိုရင်ဗျာလူတယောက်နဲ့တယောက်တော့မယုံကြတော့ဘူးလေချင်းချင်းတန်တရားတွေနဲ့ပဲကြည်ကြအဲ့လိုအဲ့လိုမျိုးတွေဖြစ်လာကြလူတွေကိုယ်တိုင်ကလည်းအဲ့လို ဥမာစိတ်ပီးစီးမှုတွေရမ်းများလာရင်လူတွေကလူလူနဲ့တောင်မနေကြတော့လူနဲ့မနေကြဘူးဆိုတော့အဲ့လိုမျိုးဗျာကိုယ့်ဟာတယောက်တည်းပဲတည်တည်တက်နေကြတာများတယ်ပေါ့နော်အဲ့လိုမျိုးတယောက်တည်းပဲတည်တည်တက်တက်နေကြတော့တယ်အဲ့လိုသူများတွေဟီလီဟာအဲ့လိုမျိုး ဟီဟာတွေ့ရင်လည်းဟီဟာမလုပ်ကျင်တော့ဘူးပေါ့နော်အဲ့အဲ့လိုအဲ့လိုမျိုးအခြေအနေတွေကိုလည်းအများကြီးတွေ့လာရတယ်ဆိုတော့ဒါကစစ်အာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေတွေဟုတ်တယ်အများကြီးဟိုနိုင်ငံရေးမှာတင်တက်ရောက်မှုရှိတာတင်မဟုတ်ဘူးပေါ့ ဒီစီးပွားရေးမှာလည်းတာဝန်မရှိတာလည်းမဟုတ်ဘူးဒီအခြေခံအဆောက်အအုံတွေဖွံ့ဖြိုးတိုးတက်တဲ့နေရာမှာတာဝန်ရှိတာလည်းမဟုတ်ဘူးလူတိုင်းရဲ့ဒီစိတ်တွေပေါ်သူတို့ရဲ့ဘဝတွေပေါ်မှာအများကြီးတက်ရောက်မှုရှိတယ်ဟိုဘယ်လိုပြောမလဲတိမ်ပေါင်းတပေါင်းလောက်ချမ်းသာတဲ့တတိယတယောက်က2021မှာတိမ်ပေါင်းတပေါင်းလောက်ချမ်းသာတဲ့တတိယတယောက်ကအခု2025ခုနှစ်မှာသူတိမ်ပေါင်း 2000ဖြစ်ဖြစ်3000ဖြစ်ဖြစ်သူချမ်းသာတယ်လို့သူ့ကိုယ်သူတတ်မှတ်ပေးမယ်သူ့ရဲ့ငွေကြေးတန်ဖိုးက3500လောက်ပဲရှိတော့မှာကြက်ငွေတန်ဖိုးတွေစတိုက်ကြနေရဆိုတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေကလည်းကြတာပဲတဖြည်းဖြည်းပြီးတော့ဒါဒါကကိုနဲ့မဆိုင်ဘူးငါနဲ့မဆိုင်ဘူးငါပတ်စံရှိတယ်ဆိုတာမဟုတ်ဘူးအဲ့ဒီအပေါ်မှာတက်ရောက်မှုရှိတာဒါပေမဲ့ night club ဒီမှာတော့ issue ပဲပြီးတော့အဓိကတော့လူငယ်တွေအနေနဲ့ပေါ့လေဟိုငါငါ အပေါင်းသင်းတွေထဲမှာလူငယ်တွေများပါတယ်ငါလည်းလူငယ်တယောက်ဆိုတော့သူသူလူငယ်တွေမှာအနာကဲရှိရတာအခုအနာကဲဝီဝါးနေဒါပေမဲ့မြင်တော့မြင်ရပါပြီရောင်နီလေးတော့လင်းနေပါပြီဒါပေမဲ့သူကမြူတော့နည်းနည်းဆိုင်တော့နည်းနည်းတော့ခြားပြေးအဲ့ရကပဲမထချင်သေးတာမြူကသူ့အတူဆိုင်လို့ဆိုင်နေအင်းဆိုတော့ဟုတ်တယ်ဆိုတော့ကျွန်တော်တို့အာညီကုန်းချုပ်ရမယ်ဆိုရင်တော့ဒါ အဲဒီစိတ်ဖိစီးမှုတွေဒီဖိအားတွေကပြင်းထန်လာတယ်อืมဆိုတော့ခုနအဲ့တော့အစိတ်ထွက်ပေါက်လှုပ်ဖို့လည်းလိုအပ်တာပေါ့နော်ဟုတ်တယ်အဲ့တော့စိတ်ထွက်ပေါက်လှုပ်မဲ့နေရာမှာဒီကနှစ်ချက်ပေါ့အဲကျွန်တော်ကြည့်မယ်ဆိုရင်တော့ကျန်းမာတော့နီးနေစိတ်ထွက်ပေါက်လှုပ်မလားလေ့ကျင့်ကလေ့ကျင့်ကလုပ်မလားဒါမှမဟုတ်လုပ်လို့မရတာအေးမကျမ်းပါတဲ့နီးနဲ့အဲစိတ်ထွက်ပေါက်လုပ်မလားခုနကပြောသလိုကျမ်းပါတဲ့နီးနဲ့စိတ်ထွက်ပေါက်ဆိုရင်ဗျာကျွန်တော်တို့အားကစားလုပ်တဲ့ဟာတွေသိရမလား အာကစားလုတ်တဲ့ဟာတွေအဲပြီးရင်ကျွန်တော် တချင်းဆိုတာတွေအိမ်မှာပေါ့အနုပညာဖန်တီးတာပေါ့ဗျာသိရမလားအဲ့လိုမျိုးအဲ့ဒီဟာကကိုစိတ်ထွက်ပေါက်ပဲခုနကဆို TikTok မှာပဲအကြေကြီးပေါက်ပွဲပါလိုက်မလားပေါ့နော်ဆိုတော့ဒါက science ဖက်မရှိဘူးပေါ့ဆိုတော့ science ဖက်ရှိတဲ့စိတ်စိတ်ထွက်ပေါက်တွေရှိတယ်ပေါ့အခုတော်တော်များများဆိုရင်ဒါစိတ်ညစ်ရင်အရက်တောက်ကြတာပေါ့နော်အရက်တောက်ကြအရက်တောက်တဲ့အချိန်မှာလုံလုံကျွတ်ကျွတ်ဖြစ်သွားရင်အဲ့လိုမျိုးဇက်တိုက်ဇက်တိုက်ဖြစ်သွားရင်ဒါကကျန်းမာရေးကိုထိခိုက်စေတယ်ဒီဆိုတော့စိတ်ထွက်ပေါက်လုပ်တဲ့နေရာမှာလဲသူက အဲသူ့အချင်းနဲ့သူရှိရပါဘောနော်ဆိုတော့ညီမလမ်းမန်နဲ့စိတ်ထွက်ပေါက်လို့ရင်တော့ကိုကိုရဲ့ရှစ်ဆက်မဲ့အဲအနာဂတ်အတွက်မှာအကျိုးအကျိုးရှိမှာပေါ့နော်ပြီးတော့ပြုံးပြုံးလေးနေဖို့ဆိုပြီးတော့အဲတော်လိုင်းဘက်ကတော့ပြုံးပြုံးလေးဆိုရွှေရှင်ကတကားရိုက်ရိုက်ထားတာရှိတယ်လေအဲကိုမင်းမော်ကုန်းတို့ကိုဒရိုက်တာကိုပေါ့လို့ထားတယ်အဲ့တော့လူငယ်တွေကိုပြုံးဖို့မေ့နေပြီလားပေါ့လေဒါမဲ့သူတို့ပြုံးဖို့အတွက်သူတို့မှအင်အားမရှိတော့ဘူးလား အဲ့ဒါတော့စဉ်းစားမယ်ဒါအခက်အခဲတစ်ခုပါပဲဟုတ်တယ်ဟုတ်တယ်ဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ကတော့အကောင်းဆုံးနဲ့ရှေ့ဆက်ရမှာပဲလေအကောင်းဆုံးနဲ့ရှေ့ဆက်ရမှာပဲဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့ပါကျွန်တော်တငယ်ချင်းတယောက်ဒါဒီပြည်တွင်းမှာရှိတဲ့လူငယ်တွေကအပပကနေပြီးတော့ဖီယာမျိုးစုံနဲ့ဂျင်းဆိုင်နေရတဲ့အတူဒီပြည်ပမှာရောက်ရှိနေကြတဲ့ ဒီလူငယ်တွေအကုန်လုံးကလည်းဒီဖီးအားမျိုးစုံနဲ့ရင်ဆိုင်နေရတယ်ဗောလေအဲ့တော့ဒီဖီးအားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးကြော်လွားကြမလဲကျွန်တော်တို့ရှောင်လဲကြမလဲကျွန်တော်တို့ပူပေါင်းအဖြေရှာပြီးတော့ကျွန်တော်တို့ဒီပျော်ရွှင်တဲ့လူအတိုင်းဝိုင်းကိုကျွန်တော်တို့ဘယ်လိုမျိုးဖန်တီးကြမလဲဆိုတာတော့ကျွန်တော်တို့ရဲ့ဒါကြီးမားခက်ခဲတဲ့အာပုံစံတစ်ခုပါပဲဟုတ်ကဲ့ပါဆိုတော့ကျွန်တော်ဒီကနေ့ ပြောသွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့လူကြီးမင်းတို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုလည်းအဲကျူဆိုပါတယ်ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုလည်းအောက်က comment တွေမှာဝင်အောင်မှတ်ချက်ပေးဆွေးနွေးနိုင်ပါတယ်မီဇီမာပြည်သက်တွေနဲ့တကွာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးလုံခြုံဘေးကင်းတဲ့အရက်မှာရှိနေကြပါစေလို့ကျွန်တော်တို့ဒီနေရာကနေစုမုံကောင်းတောင်းလိုက်ပါတယ်အားလုံးကျမ်းမှာချမ်းသာကြပါစေခင်ဗျာ